မြန်မာပြည်ကအချမ်းသာဆုံးခရိုနီတသေးကြီးတွေဖြစ်တဲ့ဦးချစ်ကိုင်နဲ့ဦးစေတီဟာတို့ကိုစစ်ကောင်စီက2025ခုနှစ်ဧပြီလ12ရက်နေ့မနက်ပိုင်းမှာလူငင်းခွန့်ပေးလိုက်တယ်လို့သိရပါတယ်။တီချစ်ကြောက်မီသွေးဆက်ယုံနဲ့ပတ်သက်ပြီးအာဂရီလိုက်စားမှုရှိတယ်ဆိုပြီး Aiding Group ပိုင်ရှင်ဦးချစ်ကိုင်ကို2022ခုနှစ်မှာဖမ်းဆီးခံရပြီးအခုမန္တလေးအိုးဘိုးထောင်ကနေပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ လက်ရှိမန္တလေးမှာပဲရှိနေသေးပြီးတော့စစ်ကောင်စီကဘာကြောင့်ထောင်ကနေလွန်ရင်းခွန့်ပေးတာလဲဆိုတာကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။အလားတူပဲနာမည်ကျော်ခရိုနီတထေးကြီးဥခင်ရွှေရဲ့တားဖြစ်သူဥစေတီဟာဟာလည်းယနေ့မနက်ပိုင်းမှာရန်ကုန်အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့သိရှိရပါတယ်။ဥခင်ရွှေနဲ့ဥစေတီဟာတို့ဟာနိုင်ငံပိုင်အဆောက်အဦတွေကိုဖြိုဖျက်မှုနဲ့2022ခုနှစ်ကအဖမ်းခံခဲ့ရပြီးဥခင်ရွှေကတော့2024ခုနှစ်စက်တင်ဘာလလုံးကပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ် 2025ခုနှစ်ဧပြီလ12ရက်နေ့မှာတော့တားဖြစ်သူဦးစေတီဟာဟာထက်မှန်လွတ်မြောက်လာခဲ့ကသူဟာရုပ်ရှင်တရုတ်ဆောင်နန္ဒာလန်ရဲ့ခင်ပွန်းလဲဖြစ်ပါတယ်။ဒါအပြင်စားအုံးစီအမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကဖမ်းဆီးခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်12ဦးကိုလည်းဒီနေ့မှာပဲလူငိမ့်ချမ်းသာခွင့်ပေးလိုက်တယ်လို့သိရှိရပါတယ်။ဘာကြောင့်လူငိမ့်ချမ်းသာခွင့်ပေးလဲဆိုတာမသိရပေမဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအခုလိုလူငိမ့်ခွင့်ပေးလိုက်တာဟာငလှင်ဘေးဒဏ်ကနေပြန်လဲနာလန်ထူဖို့ယူဆရပါတယ်။ နေပြည်တော်ကိုပြန်လည်တည်ဆောက်ရေးအပါအဝင်ကြဆင်းနေတဲ့စီးပွားရေးကိုပြန်မက်လာဖို့ထိတ်တီးစီးပွားရေးလုပ်ငန်းရှင်တွေကိုခေါ်တုံးနိုင်ဖို့စစ်ကောင်စီကပြင်ဆင်နေဟန်တူပါတယ်။နှစ်ဆန်းတရက်နေ့မတိုင်မီလူငင်းခွန့်ပေးလိုက်တာကထူးခြားနေပြီးစစ်ကောင်စီဟာထိတ်တီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုအပေးအယူညှိပြီးထောင်ကနေလွတ်ပေးလိုက်တဲ့ပုံပါ။မကြာသေးမီအချိန်ကဗန်နဲ့ဆောက်လုပ်ရေးခရိုနီတထေးကြီးတူဦးဖြစ်တဲ့ဦးသိန်းဝေကိုတော့စစ်ကောင်စီကထောင်ဒဏ်၁၇နှစ်ချမှတ်ခဲ့တာတွေ့ရပါတယ်။